တခါတော့ကတပြေကုန်းရမှာကိုးပိန်ဆိုတဲ့ကောင်းလေးတယောက်ရှိတယ်။တအူတီတော်သားဖြစ်တာကြောင့်စိုးချင်နိုင်ဆိုမှိုက်ချင်နိုင်မှိုက်နေတဲ့ကောင်းလေးတယောက်လည်းဖြစ်ပါတယ်။ကိုးပိန်ကဘလောက်ထက်ပြင်းကြီးလဲဆိုရင်တနေကုန်းအခဲထဲမှာအိတ်နေတက်တယ်။သူ့ရဲ့အမေကဘလို့ပဲအော်ဟစ်ဆဲဆိုနေပါစေအိမ်ရထားဖို့ကို စိတ်တောင်ကူးမှမဟုတ်ပါဘူး။ညနာတဲ့ချစ်လက်စီအဝတ်စားလဲရုပ်စွာဆုံးထမင်းစားဖို့တောင်မှသူ့မှအင်အားမရှိပါဘူး။အင်အားမရှိဘူးဆိုတာကလည်းတော်တော်လေးကိုပြင်းလို့ဖြစ်ပါတယ်။ သူ့မှာအပင်မရဆုံးတစ်ချိန်ရှိပါတယ်။ဒါကတော့အကြာကြီးအိပ်ပြီးနိုးလာရင်အိတ်တာများသွားလို့ပင်မနဲ့ဆိုတာပါပဲ။အလို့ပင်မလာပြီးဆိုရင်တော့တခြားဘာမှမလုပ်ပဲအိယာပေါ်ပြန်အိတ်သွားတာပါပဲ။ဟိုးပင်ရေတာထားတော့လေ။တာအိတ်တာတော်တော်များနေပြီနော်။နေပြင်ထိုးနေပြီ။ဘယ်ချိန်နဲ့ဆက်အိတ်နေအောင်မလဲ။ထားတော့လေထားတော့။ဒါဖိုးပိန်ထားတော့လေ။ဘလောက်တောင်အိတ်နေအောင်မလဲ။နင်ထမင်းမစားသေးမှလား။ဘိုးမကြည့်အောင်။ ဦးပေါ့ကျော်ရဲ့တာကိုမောင်နောင်မိုးမလင်းခင်နှစ်နာရီလောက်တရားထပြီးတော့အလုပ်တွေလုပ်နေတာသူ့အတူယူဆမ်းမှာတားရဲ့ထထထဖိုးပိန်ထတော့အပြင်းကြီးနေနဲ့ဟဲ့ตาကောင်းကောင်းမွန်မွန်ပြောင်းလဲလာဖို့အမေမြင်ချင်လှပြီအခန်းပြင်ကနေဘလောက်ပဲအော်ဟစ်နေပါစေဖိုးပိန်ကတော့အိယာပေါ်မှာလူးလန့်ရင်းနဲ့ပဲစက်အိတ်နေတုံးမှာဟာအိတ်ချင်လို့ပါအမေကသူ့အမေလာနိုးတဲ့ခါတိုင်းဖိုးပိန်ကအဲ့လိုစကားတစ်ခုနဲ့ပဲပြန်ပြောတတ်ပါတယ် ပိုးပိန်ဘလောက်ထိပြင်းလဲဆိုရင်ရေချိုးဖို့တောင်အချိန်မပေးနိုင်ပါဘူးသူ့အမေကနေတိုင်းကိုရေချိုးပေးရပါတယ်ကဲကဲထပါတော့ဆိုတော့မထအောင်အမြဲတမ်းအပြင်းကြီးနေရပဲတခန်းလုံးလည်းပေးပွားနေပြီအမိုက်တွေလည်းရှုပ်ပွားနေရပဲဟာအမေကဘာလို့ရှင်နေလာပတ်တာလဲအစိုးရှိသေးတယ်မိုးလင်းပြီလို့လားဘာမိုးမလင်းရမှာလဲတရောင်းစားရဲ့နေပြောင်းဝင်တော့မယ်ဒီနေ့ကုန်လုံးညတော့ရောက်တော့မယ်ဟဲ့ နေရအခုချိန်နေမထသေးဘူးလား။အော်ညရောက်တော့မှလားအမေရဲ့။ဒါဆိုလဲညအတွက်အလုပ်လေးပြန်စားတော့မယ်မေယာ။ဒါမနေ့မှပဲထတော့မယ်။ဒါပဲတော့မေ good night view ။ဟမ်နင်ပါရီလျှောက်ပြောနေရလဲ။ထဒီလိုပုံစံနဲ့ဆိုရင်တော့အစာအိမ်ရောက်ပြီးနင်သေးတော့မယ်။သမင်းလေးတော့ထဆားပါအောင်ဥဖိုးပိန်ရဲ့ထထထဖိုးပိန်ကတော့သူ့ရဲ့လက်သုံးစကားဖြစ်တဲ့ညီးတွားတဲ့စကားနဲ့ပဲသူ့အမေကိုပြန်ပြောလိုက်ပါတယ်အမလေးအမေယား သားတကူလုံးနာကျင်ကြိုက်ခဲနေလို့ပါဗျာအခုလိုသားမျိုးရှိနေတဲ့မိခင်ဖြစ်သူခမစိတ်ဆင်းရဲရမှာကတော့အမှန်ပါပဲအရာအကြောင်းတီးမခတ်နိုင်တော့တဲ့အမေဖြစ်သူလဲဖိုးပင်ရဲ့ခြေတော်ကိုဆွဲပြီးတရွတ်တိုက်ကအပြုံဆွဲခေါ်ထုတ်သွားပါတယ်ဒါတော့ဖိုးပင်ကမျက်လုံးအသားမိတ်ပြီးဆွဲခေါ်ရာနောက်သို့တရွတ်တိုက်ကြီးလိုက်ပါသွားခဲ့လေရဲ့ထမင်းစပွဲပေါ်မှာတော့အသင့်ပြန်ထားတဲ့ထမင်းနဲ့ဟင်းကိုမြင်ရရှိရတဝကြီးစားလိုက်ပါတယ်ကဲထမင်းစားပြီးပြီဆိုတော့ဂိမ်းစော့ရမယ်ကွာ ိန်းစော့ရတာပိုပြီးပျော်ဖို့ကောင်းတယ်။ဖိုးပိန်ကထမင်းစားပြီးပြီဆိုရင်တော့မှလက်ကိုရေနဲ့သေးချမစေးပဲပစက်နဲ့ဆုပ်ကပေါင်းပြီးနဲ့တုပ်လိုက်တဲ့အချင်းရှိပါတယ်။စားပြီးသားပကံနေတော့အမေလာစေးပါစေဆိုပြီးထားခဲ့ပြန်တယ်။ဒါတည်းမကသေးပဲစားတဲ့နေရာမှာပကံနေကိုထားတတ်တာလဲဖိုးပိန်ရဲ့အကျင့်တစ်ခုပါပဲ။ဟာဒီကောင်လေးကတော့ဘလို့ကောင်လေးလဲ။စားပြီးတော့ပကံကိုဒီတိုင်းပြစ်ထားပြန်ပြီမစေးတတ်ဘူးလား။ဟာအမေကလည်းအမေအားနေရပဲအမေစေးလိုက်ပါ။ ဟမ်ဒေါသတွေအတောင်းလိုက်ထွက်လာတယ်။ငါ့ကိုကြုံမကြီးများနင်ထင်နေလားဟဲ့။တပြက်စီလဲလဲငါပဲ။ပကံစီလဲငါပဲ။ဥရှော်လဲငါ။အိမ်တန်းရှင်လုပ်လဲငါပဲ။နင်ပါတခုလောက်တာများရှိလဲဟင်ဖိုးပိန်။ဘဲတော့များမလူကြီးတယောက်လိုမျိုးနင်းနေနိုင်ပါလေ။မိမရာနင်ပါရီအော်နေရလဲ။နင်ဒီလိုအော်နေလဲနင်သားဘာမှဖြစ်လာမှာမဟုတ်ဘူး။ပစက်ကအမြုပ်ထွက်ရုံပဲရှိမှာပေါ့မိမရဒီကောက်လွတ်ထားလိုက်မပြောလို့ပဲဖြစ်မှာလေတော့ တော့တော့လဲကြည့်အောင်ပြင်းနာမှာအရေကိုထွက်နေပြီကျမဒေါသထွက်လို့လို့ယူတော့မယ်ကိုမကြည့်အိမ်ကိုလည်းမရှင်းအမိုက်တွေလည်းမပြစ်ဘူးစားပြီးသားပကံတော့မစေးဘူးဒီကလေးရဲ့ရှေးရီရတော့လေရင်လေးเสียပါတော့ချာဟေးချာချာချာနောက်ကနေလိုက်လိုက်လိုက်လေဟာဒီတော်ချိုးပါဆိုအေးပေးရတော့ချာကွာချာချာဟဲ့ဖိုးပိန်တလောက်ပြောနေတာတော့နင်မရက်သေးဘူးလားနင်ပါလောက်နေရလဲဒီဒီကိန်းကိုပဲနေတိုင်းစော့နေမှာလား ကျောင်းစာလည်းမလုပ်အိမ်အလုပ်လည်းမလုပ်ဂိမ်းကိုပဲထမင်းလိုမျိုးသဘောထားပြီးစော့နေလိုက်ရင်ဟာဗျာအမေကလည်းအာပြဲကြီးနဲ့လာအောင်နေပြန်ပြီဘိုးဘက်ကိုသွားစမှာဗျာတားဒီမှာဂိမ်းစော့နေတယ်ဗျနိုင်တော့မှာပြောလေဆိုလေမန်းလေပြဲလေပါလားယဘမလည်းငါချိန်လုံးဘမလည်းနင့်ကိုတေးအောင်ရိုက်ပြအောင်မယ်အရိုးတွေကျိုးသွားမှနင်ဂိမ်းမစော့နိုင်ပါဟာဗျာအမေကလည်းနားကြီးရဲ့ဗျာ ကဲမိမရအဲ့ဒီကောင်လွတ်ထားလိုက်စမ်းမလွတ်ထားလိုက်သူ့ကိုယ်သူဘာဖြစ်ဖြစ်လွတ်လက်ခွင့်တာပေးလိုက်ပါကွာလွတ်လက်ခွင့်ဘာလွတ်လက်ခွင့်လဲမိုးလင်းကနေမုတ်ချုပ်အပြေမထွက်ပဲအခန်းထဲမှာစော့နေတာရှင်မန်းစဉ်းစားကြည့်သူအိပ်ရာမထတာသုံးရက်အခုမှထမင်းစားပြီးတာထမင်းစားပြီးဘာလုပ်တယ်မှတ်လဲဂိမ်းစော့တယ်လေဒီလောက်ထိလွတ်လက်ခွင့်ပေးထားတာတော့မှဒီကောင်အပြင်းထုနေရအခုလည်းရှင်မြင်တဲ့အတိုင်းပဲရှင်တောင်းမနိုင်ကျမနိုင်အောင်ထိမ်းပြမယ် ဒီကောင်ကိုကျမကောင်းကောင်းဆုံးမပြမယ်ရှင်ကြည့်လေအလို့တော့မလုပ်ပါနဲ့ကွာသူ့ကိုအချိန်ပေးရမယ်လေငါတို့မှတားလေးဆိုလို့တီးတောက်ပဲရှိရပါကွာတားလေးရဲ့ပျော်ရွှင်မှုကငါတို့ရဲ့ပျော်ရွှင်မှုပဲသူ့ကိုနာကျင်အောင်တော့မလုပ်ပါနဲ့မိမရသူ့ရဲ့မကောင်းတဲ့အမှုကျင့်လေးတွေတခုခုပြောင်းလဲသွားတယ်ဆိုရင်ပဲကြည်နဲ့ပါပြီမိမရတခုတော့ရှိတယ်မင်းမနိုင်ငါ့ကိုပြောတော့ငါကူစော်ပေးမယ်ကြားလားဟုတ်တယ်ယောက်ျားကျမတို့သူ့ကိုပြောင်းလဲအောင်လုပ်ရမယ် ဒီပုံစံနဲ့ဆိုရင်တော့ဘယ်မိမမှသူ့ယောက်ျားဖြစ်လိုချင်မှာမဟုတ်ဘူးလှုပ်ဆမ်းမအောင်မိမရဘလို့နီးနဲ့များဒီကောင်ပြောင်းလဲအောင်လှုပ်မှာလဲနေ့တိုင်းညီးတွားနေလို့ကတော့ပြောင်းလဲသွားမှာမဟုတ်ဘူးနော်ပိုဆိုးရုံပဲရှိမှာကောင်းပြီလေအဲ့ဒါဆိုလဲစကားကောင်းကောင်းပြောတော့ तू မကြိုက်ဘူးမှတ်လားအာနာရှင်ဆန်ဆန်နီးလဲအောင်တော့မှကြိုက်မှာဖြစ်မှာပေါ့အေးပါကွာငါမိမအဆင်ပြေတယ်လို့သာကြီးလုံးလိုက်တော့ဟေးဒီနောက်မှာတော့ဖိုးပင်ရဲ့အမေဟာ နေ့တိုင်းစူပူနေပေမဲ့တားဖြစ်သူဖိုးပိန်ကနားမထောင်တဲ့အခါသူ့ရဲ့တားကိုဆုံးမဖို့နီလန်ပြောင်းလဲလိုက်ပါတယ်။အဲ့ဒီနီလန်ကလူတော်တော်များများစိတ်ထဲမှာတော့မရှိနိုင်မတွေးနိုင်တဲ့နီလန်အစ်တစ်ခုဖြစ်ပါတယ်။ဖိုးပိန်ဖိုးပိန်တားလေးရဲ့အဖြစ်ဆိုးလာချီလားကွယ်။ငါတားလေးငါတားလေးရဲ့အဖြစ်ဆိုးလာချီလားကွယ်။အမေတို့ထားကြည့်ပါအောင်တားရဲ့။ဟာအိမ်ထဲမှာအော်ကြီးဟစ်ကြဲနေဘသူအော်နေလဲ။အော်ဒါငါမေးတမ်းပဲ။ ။ဘာရီအောင်ကိုညလဲဟောက်။သွားကြည့်အောင်မှာပဲ။သွားရဲ့အမေမားပါတယ်။အမိတ်စီကိုပြန်လာပါ။ဒီတစ်ခေါက်တောင်အမေမရိုက်တော့ဘူးနော်။စူလည်းမစူတော့ပါဘူးကွယ်။ပြန်လာခဲ့ပါနော်။သွားရဲ့ပြန်လာပါ။သားပြန်လာရင်ပကံတွေလည်းအဖေစီးပေးမယ်။သားအခန့်ကိုလည်းအဖေကိုယ်တိုင်တန်ရှင်းလုပ်ပေးပါမယ်။ပြန်လာခဲ့ပါသားရဲ့။ဟာငါ့ကိုဘာလို့လုံနေကြလဲ။ကိုမလည်းအခောင်းကြီးနဲ့။ဟင်။အခောင်းပေးနာမှာငါတက်ပုံနေထောင်းထားသေးတယ်။ငါငါတိတ်သွားရလား။ငါတိတ်များသွားရလား။ အိတ်အီးနဲ့များတည်သွားလား။ဟာမဟုတ်သေးပါဘူး။အေးကောင်းကင်ဘုံကျေးဇူးတင်လိုက်တာဗျာ။ငါခုလွတ်လပ်သွားပြီ။ငါလှုပ်ချင်တာလှုပ်လို့ရပြီကွာ။ငါလှုပ်ချင်တာအကုန်လှုပ်လို့ရပြီ။ငါလွတ်လပ်သွားပြီကွာ။ဟင်မိမမိမရေဟိုကောင်ဘာဖြစ်သွားလဲမသိဘူး။ကြည့်ကြည့်ပါဦးမိမရေ။ဒီလိုဖြစ်သွားတော့ပိုကောင်းတာပေါ့ကွာ။ငါလိုချင်တာဒီလိုဘဝမျိုးဟာပျော်လိုက်တာဟေးပျော်လိုက်တာငါပိုလွတ်လပ်သွားပြီဟေး ဖိုးပွင့်ရဲ့မူရောင်ကြည့်ပြီးသူ့ရဲ့မိဘနှစ်ပါးတတော်လေးကိုအံ့အားတင့်သွားကြတယ်။ဖိုးပွင့်ကိုတေးပြီးလှဟန်ဆောင်ပြီးစာပနာပွဲလုပ်ပေးခဲ့တာကသူ့ကိုနောက်တရပြီးပြောင်းလဲသွားစေဖို့မျှော်လင့်ထားခဲ့ကြတာပါ။ဒါပေမဲ့သူတို့တွေးထားတာနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်သွားပါတယ်။ဖိုးပွင့်ကသူ့ကိုသူတေးပြီးလို့တောင်မထင်မှတ်ပဲလူလက်မို့တခုရသွားပြီဆိုပြီးကခုံပျော်ရွှင်နေပါသေးတယ်။ရှင်ဒီနေ့ဆက်ပြီးတော့အချိန်အကန့်အသတ်မရှိဂိမ်းဆော့လို့ရပြီဟိတ် ထမင်းလဲစားစရာမလိုဘူးအဝတ်လဲလျှော့စရာမလိုရေလဲချိုးစရာမလိုတော့ဟိတ်တန်းတန်းဒီဘဝကငါလိုချင်တာကြပြီဂျေဆုတင်ပါရဗျာအမင်းနဲ့အဖေရေအိမ်ခေါမိုးပေါ်မှာတက်ပြီးအော်ဟိတောင်းကျနေတဲ့ဖိုးပေုံကြီးကအောက်မှာရောက်နေကြတဲ့မိဘနှစ်ပါးကတော့ပဆက်အဟောင်းသားနဲ့သာရှိနေကြပါတယ်မိမဘလို့လောက်ကြမလဲကွာငါတို့တွေးထားတာဒီလိုမဟုတ်ဘူး तू ကအရင်အထက်ပိုဆိုးသွားပြီသွားပါပြီမိမရာ တို့ဂျန်စီတွေအားလုံးပြက်ကုန်ပြီဘလို့လုံးမလဲတော်ရဲ့ဘလို့လုံးကြမလဲအတူပါခန်းနောက်လဲကောင်းကောင်းကြီးကိုစီစဉ်ထားတာနေဦးမိမဒီကောင်နှစ်ရက်သုံးရက်လောက်စောင့်ကြည့်ရမယ်ဒီကြားတဲ့သူ့အပြုတ်မှုစောင့်ကြည့်ရမယ်တခါတလေကြရင်လဲနောင်တရတတာမျိုးလဲရှိတတ်ပါရဲ့လေနောက်ကြမှာရတဲ့နောင်တသဘောမျိုးပေါ့မိမရဒါဆိုလဲရှင့်သဘောပါပဲရှင်ကျမတော့လေမကြခင်နှလုံးရောဂါနဲ့တိတ်တော့မထင်နဲ့အခုတော့ရှင်ဘက်ထဲကအောင့်အောင့်လာတယ်လို့ပဲ ြေနောက်မှာတော့ဖိုးပိန်ကအရင်ကထက်ပိုမိုဆိုးသွမ်းလာတယ်။သူကခေါင်းမိုးပေါ်တက်ပြီးဂိမ်းဆော့လိုက်။စိတ်ရှိတဲ့အတိုင်းအော်ဟစ်ပေါက်ကွဲလိုက်လုပ်နေပါတယ်။သူ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ကိစ္စမှန်သမျှကိုအကုန်လုံးဖော်ထုတ်နေတယ်လို့မျိုးပါပဲ။စိတ်ထဲမှာအကြိုက်ဖိနှိပ်ချုပ်ချယ်ခံထားရတာတွေကိုအခုမှအပြေအဝဖော်ထုတ်နေခဲ့တဲ့ပုံစံပေါ့။ဘသူမှသူ့ကိုမမြင်နိုင်တော့ဘူးလို့တွေးထားခဲ့တာကြောင့်ညဘက်မှာအိမ်ထဲမှာရှိသမျှပစ္စည်းအလုံးလဲရိုက်ချိုးဖျက်ဆီးပစ်ပါတယ်။ ိုးပွင့်ရဲ့မိဘတွေကဘာမှမတက်နိုင်ပဲစိတ်မကောင်းစွာနဲ့သာသူ့ရဲ့သားကိုထိုင်ကြည့်နေခဲ့ကြပါတယ်။သူတို့ရဲ့သားပဲတော့များနောက်ကျရပြီးစိတ်ပြောင်းလဲသွားမလဲဆိုတာကိုစောင့်ကြည့်နေပေမဲ့ဒီပုံစံတိုင်းဆိုရင်တော့ပြောင်းလဲမယ့်အရေးအယောင်တော့မရှိပါဘူး။ဟာအိမ်ထဲမှာလည်းဘာကစားစရာမှမရှိပါလား။အပြင်ထွက်ပြီးပစ္စည်းတွေကိုဖျက်ဆီးတာပဲလုပ်တော့မယ်။အပြင်မှာဖျက်ဆီးစရာတွေအများကြီးရပါပဲ။ဟုတ်တယ်ဟုတ်တယ်ငါအပြင်ကိုသွားရမယ်။ အိမ်ထဲမှာရှိနေတဲ့ပစ္စည်းအလုံးကိုဖျက်ဆီးပြည့်တဲ့နောက်မှာဖိုးပိန်ကမကျေနပ်သေးပါဘူး။တခြားသူတွေရဲ့အိမ်ကိုဆက်ပြီးဖျက်ဆီးဖို့အပြင်ကိုထွက်သွားခဲ့ပါတယ်။ရုတ်တရက်ဦးကျော်နဲ့ပြာကြီးတို့ထမင်းစားနေတဲ့ချိန်ပတင်းပေါက်ကနေခဝင်လာပြီးထမင်းစားစပွဲကိုရိုက်ချိုးဖျက်ဆီးပြတ်ပါတယ်။ဟာဒီငနေသားပြဿနာတစ်ခုခုရှိနေပုံရတယ်။ကြောင်သွားပြီလားမသိဘူးခေအောင်ကြီး။မကြပါဘူး။ဦးကျော်နဲ့ပြာကြီးတို့မြောက်ကဝိုင်းပြီးဆော့ပလော့တီးလိုက်ကြတာ။ ဖိုးပင်ရဲ့ခန္ဓာကိုယ်ကတန်ရာတန်ချက်တွေဖြစ်သွားပါတယ်။ဟာသူတို့ကငါ့ကိုဘလို့မြင်သွားရလဲ။ငါငါတိတ်နေပြီလေ။တတမမြင်အောင်မလား။ဘလို့ဘလို့ကြီးလဲကွာနားတော့မလဲတော့ဘူး။ဟိုကောင်ဘာရီများထပ်ပြီးပြက်တနာရှာလာပြန်ပြီလဲမသိဘူးဟေ။မိမဖိုးပင်ခန္ဓာကိုယ်ကြည့်စမ်းတန်ရာတန်ချက်တွေနဲ့ပါလား။သူအပြင်မှာဘာတွေသွားလှုပ်ခဲ့ရလဲ။ဒီပုံစံတိုင်းဆိုတော့ကောင်းတဲ့ကိစ္စမဖြစ်နိုင်ဘူးဒုက္ခပါပဲမိမယာအေးပါမိမယာ ဒီပုံစံတိုင်းဆိုတော့ငါသားလေးဒုက္ခရောက်မှသိကြတယ်။ယူအမယူသွားပြီလားမသိပါကွာ။ဒီရက်ပိုင်းတော့နည်းနည်းစောင့်ကြည့်ရမှာပေါ့။သူဒုက္ခရောက်နေလဲမတက်နိုင်ဘူးလေ။ကျမတို့စားတဲ့ဆက်လန်ကျမတို့ပဲအဆုံးသက်ပေးရမှာပဲ။ဟာသူများဟာလိုက်ဖြတ်စီလိုက်ဂိမ်းဆော့လိုက်နဲ့တော်တော်ပြင်းလာပြီကွာ။음အပြင်းပြင်းမိမထယူတာကောင်းမှန်နေတူတယ်။ဒါပေမဲ့တချို့ကငါ့ကိုမြင်နိုင်တယ် တချို့ကလည်းမမြင်နိုင်ဘူးဆိုတော့ဘလို့လုံးရမလဲကွာအမ်ဟုတ်ပြီအပြင်မှာမိမထွက်ရှာရင်ကောင်းမယ်ဟုတ်တယ်ဟုတ်တယ်မိမထွက်ရှာမယ်အခန်းထဲမှာရောက်နေတဲ့ဖိုးပိန်ဟာအဲ့လိုအော်ဟစ်ပြီးနောက်အခန်းတကားကိုဆွဲဖွင့်ပြီးအပြင်ကိုထွက်သွားခဲ့ပါတယ်မကြပါဘူးမီဒီယာသတင်းဌာနကနေဖိုးပိန်ရဲ့မျက်နှာကြီးကထင်းထင်းကြီးပေါ်လာပါတယ်မင်္ဂလာပါဒီနေ့ရဲ့ထူးခြားတဲ့သတင်းလေးကတော့မရတာယူယူနေတဲ့လူငယ်တယောက်အပြင်မှာအပန်းဖြေနေတဲ့မျိုးသမီးတွေကိုလိုက်လံနောက်ဆက်နေပါတယ် ဘယ်ကနေဘလို့ဆက်လန်းစလဲတော့မသိပေမဲ့သူ့ရဲ့အခြေအနေကတော်တော်လေးကိုဆိုးနေပါပြီ။ဒါကြောင့်မလို့တက်ဆိုင်ရာဌာနကနေအမြန်ဆုံးဖမ်းဆီးပေးဖို့အနှုညွတ်တောင်းပန်ပါရခင်ဗျာ။အခုလည်းမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲအနောက်မှာရှိနေတဲ့အယူတယောက်ဟာအမျိုးသမီးတွေကိုလိုက်နှမ်းနေတာဖြစ်ပါတယ်။ဟေးငါတို့သားလေးက TV ထဲမှာပါလာပါလားဘလို့ဖြစ်တာလဲမိမကြီးအခြေအနေတော့မကောင်းတော့ဟိဒီကောင်ကိုဒီတိုင်းလွတ်ထားလို့မဖြစ်တော့ဘူး။လာလာလာငါတို့ချက်ချင်းသွားပြောမှဖြစ်မယ်။ ီကောင်သွားရှာကြမယ်။သွားမယ်တော်ကြီးသွားမယ်။ဒီကောင်မြင်မြသွားရှာမှဖြစ်မယ်။ဘိုးပိန်ကသူ့ကိုဘသူမှမမြင်ဘူးလို့ထင်တဲ့အခါမှာဘသူမျက်နာကိုမှမထောက်ပဲလှုပ်ချင်တာကုံလှုပ်ပါတော့တယ်။ဒါကြောင့်လည်းသူ့ရဲ့မိဘတွေဟာအမှန်တရားကိုဖွင့်ပြဖို့အတွက်ဘိုးပိန်ကိုလိုက်ရှာကြပါတယ်။ตาရေဘိုးပိန်ငါตาဘမလည်းตาရေตาตาဘိုးပိန်ဘမလည်းตาကြားရဲဆိုထူးပါအောင်ကွယ်ဒီမှာအဖေတို့မေတို့လိုက်ရှာနေတယ်။ တာဟိတာဖိုးပေတာပမာလေစူပါမန်ဖြစ်ချင်တဲ့အိမ်မက်ကိုလူပဝါကအကောင့်ထဲမဖို့နိုင်လိုက်ပေမဲ့တိတ်သွားတဲ့အချိန်မှာအကောင့်ထဲဖို့မယ်လို့တွေးကပိုးပိန်ကတော့တိပိန်ကွာကြပေါ်မှာရောက်နေပါတယ်။သူမသေးသေးဘူးဆိုတာကိုမသိသေးတဲ့အတွက်သူ့ရဲ့ငယ်ဘဝအိမ်မက်တွေကိုအကောင့်ထဲဖို့ဖို့ကြိုးစားနေပါတယ်။ဒါကလည်းသူ့ရဲ့နောက်ဆုံးအိမ်မက်တစ်ခုဖြစ်ပြီးသူ့ရဲ့ကောင်းတယောက်ဖြစ်ဖို့ပါပဲ။ငါမွေးလာတဲ့ကငါရဲ့နောက်ဆုံးအိမ်မက်ကဒီကဘာကြီးကိုကယ်တင်ဖို့ပဲ။ ငါမကောင်းဆိုးဝါးတွေကိုအမြင့်ဖြတ်ပြီးချိန်မုံးပြစ်မယ်။ငါစူပါဖိုးပိန်ပဲကွာ။ဖိုးပိန်ဟာအဲ့လိုအော်ဟစ်ပြီးပြန်တန်းဖို့လှုပ်နေတဲ့အချိန်မှာပဲသူ့ရဲ့မိဘတွေရောက်လာပြီးမြင်လိုက်ကြပါတယ်။အမလေးကိုကြိုးတော့နေပါပြီမိမကြီး။ဟိုဟိုမဟိုမငါတို့သားမလား။လှုပ်ပါအောင်မိမရဲ့။တော်ကြာသိပင်ပေါ်ပြုတ်ကြလို့အယိုးတခြားအသားတခြားဖြစ်နေပါအောင်မယ်မိမရဲ့။လှုပ်ပါအောင်မိမရဲ့။ငါစူပါဖိုးပိန်မယ်။ဟိုမ ကြောက်စရာကောင်းတဲ့ဂျိုသားလာနေပြီ။နေုံအဲ့ဒီကောင်ကမရရအောင်အပြက်ရှင်းမယ်။မင်းကငါလက်နဲ့တင်ရမှာကွာ။မင်းကိုတတ်ပြီးဒီကွာမြေကြီးကိုငါကဲတဲ့မယ်။ဟိုင်းယာ။အာအာ။ဒါလေးဒါလေးဖိုးပိန်။ဒါဘာဖြစ်သွားသေးလဲယင်။သားကိုအမေတို့အမှန်တမ်းပြောပြပါမယ်သားရဲ့။သားကိုလေသားကိုလူကောင်းလေးဖြစ်စေချင်လို့အမေတို့ကစာပနပွဲအတူလှုပ်လိုက်တာပါသားရဲ့ဘီယာ အမေတို့အမေတို့ယူများသွားပြီလားဗျာအဲ့လိုဆိုရင်တားမျက်နှာဘယ်မှာထားမှာလဲတားလုတ်ခဲ့တဲ့ကိစ္စတွေရောအမေတို့သိလားဗျာစိတ်ကိုထိမ့်မှတားရဲ့အရင်တော့ကမင်းတီလိုလုံနေဖူးတာပဲဒါမထူးဆန်းတော့ပါဘူးတားရဲ့ထွက်ပြေးတာပဲကောင်းတယ်အမေရောအဖေရောတားမုန်းတယ်အမေနဲ့အဖေတို့တားမုန်းတယ်ဒီရွာမှာတားမနေချင်တော့တားသွားပြီဟေးမိမငါတို့အစီအစဉ်ပြတ်သွားပြီပြီးတော့ငါတို့သားလေးကငါတို့စိတ်ဆိုးသွားပြီ မိမရဲ့ တော့တွားပြီးတော့ချော့လိုက်ပါအောင်ကွာအာတကယ့်ကိုဂျုံမွေတဲ့ငါသားပဲဟိဒီနောက်မှာတော့ဖိုးပိန်ဟာသူ့အမေရဲ့ပဆက်ကနေကြားလိုက်ရတဲ့အမှန်တရားတစ်ခုအတွက်တော်တော်လေးကိုနောင်တရနေပါတယ်သူလှုပ်ခဲ့တဲ့အပြုမှုတွေကိုပြန်တွေးပြီးရှက်လွလွငိုကြွေးနေမိတာအမှန်ပါပဲသူ့ရဲ့မျက်ရည်တွေကအခင်းထဲမှာအပြည့်ဖြစ်လာတဲ့အထိငိုချပြစ်လိုက်တာပါမိမရှာဖို့ဆိုပြီးအပြင်မှာရှိနေတဲ့မျိုးသမီးတွေကိုလိုက်လံနောက်ဆက်တာကိုပြန်တွေးမိရင်ညီကြီးတဲကိုတိုးဝင်ချင်လောက်တဲ့အချိန် ဖိုးပိန်ကရှက်ရွံ့သွားတယ်မလုတ်ခဲ့သင့်မို့မဟုတ်ဘူးငါငါတီလိုတွေမလုတ်ခဲ့သင့်မို့ตาရေตาတကားဖွဲ့မအောင်ตาရေအမေလေအမေตาကိုစကားနည်းပြောချင်လို့တကားဖွဲ့မအောင်ตาရေမဖွင့်ဘူးပြမဖွင့်ဘူးအမေတို့လည်းမမြင်ချင်ထွက်သွားတယောက်မှဝင်မလာနဲ့နေမြင့်နေပြီตาရေဒီပုံစံတိုင်းပဲချင်းနီးဆက်နေအောင်မလဲตาရေထားတော့လေตาရေထားတော့နော်အိမ်လုတ်တွေလည်းအများရှိသေးတယ်လေ မိမရငါတို့သားလေးဒီလိုမပြောပါနဲ့အေးအေးဆေးဆေးပြောပါကွာသားရေထွက်လာခဲ့နော်အဖေတို့မှားသွားပါတယ်သားရေဖိုးပိန်ငါနေကိုကောင်းကောင်းပြောနေရနေကောင်းကောင်းမထွက်လာမလားအဲ့လိုမှမဟုတ်ရင်ငါကြိမ်လုံးဝနေခန်းထဲဝင်လာမှလားပြောငါဒေါသထွက်နိုင်ငါလူလိုမဟုတ်တော့ဘူးနော်နေငါကြောင့်သိရမလားဟာညော့ညော့နေရနေတယ်မီမီလောင်နေပြီငါတို့ရင်မီလောင်နေပြီမီပြိုးမီမီလောင်နေပြီပြိုးထွက်ခဲ့ပါတော့နော် ငါတို့အိမ်မီးလောင်နေပြီပြေးကြရအောင်တားရဲထွက်ခဲတော့တော်ဝဖေဟာတားတီမျက်နှာကြီးနဲ့အပြေမထွက်ရဲဘူးအဲ့တော့တိတ်သွားတာမှကောင်းပါအောင်မယ်ဒါအခန်းထဲမှာပဲနေတော့မယ်ဖေဟာဖိုးပိန်ရဲ့မိပါတွေကဘလောက်ပဲပြောဆိုနေပါစေဖိုးပိန်ဟာအခန်းထဲကနေလုံးဝထွက်မလာပါဘူးအဲ့ဒါကြောင့်သူ့ရဲ့မိပါတွေလည်းတော်တော်လေးကိုစိတ်ဆင်းရဲသွားကြပြီနောက်တနေ့မနက်မှာခရမ်းချင်ပင်အောက်ကနှမင်းကြီးစီကိုသွားပြီးဆူတောင်းနေခဲ့ကြပါတယ် ခရမ်းချင်ပင်အောက်ကနှက်မင်းဟာသူတို့သားကိုအခန်းထဲနဲ့ထွက်လာအောင်ကူညီပေးနိုင်မယ်ဆိုပြီးယုံကြည်ထားလို့ဖြစ်ပါတယ်။ခရမ်းချင်ပင်ဆောင်နှက်မင်းကြီးရဲ့ဂျေဆုပြုတ်ပြီးကျမတို့ကူညီပါအောင်။ကျမတို့ရဲ့သားလေးအခန်းထဲမထွက်လာလို့သူ့အခန်းထဲနဲ့ထွက်လာအောင်လှုပ်ပေးပါ။ဟုတ်ပါတယ်ဟုတ်ပါတယ်။ကျွန်တော်တို့သားလေးထမင်းငက်ပြီးမသေးခင်အချိန်နှိပေါ့။မိဘတွေဆူတောင်းနေတဲ့အချိန်မှာပိုးပိန်ကအကုန်လုံးကိုနားထောင်နေခဲ့ပါတယ်။ဒါကြောင့်သူကအကြံတစ်ခုရသွားတယ်။ ဒါကြောင့်ခင်းချင်ပင်အောက်ကနတ်မင်းဖြင့်ဟန်ဆောင်ဖို့ပါပဲဟာဟာဟာဘာလို့ရှိလို့ဒီအောင်ရောက်လာကြတာလဲ။အိုးခရမ်းချင်ပင်ဆောင်နတ်မင်းကြီးပါလား။ကျေးဇူးပြုပြီးကျမတို့သားလေးကိုအခန်းထဲထွက်လာအောင်ကူညီပေးပါအောင်ရှင်။သူထမင်းမစားတာရက်တော်တော်ကြာပြီးသူ့ကိုစိတ်ပူလွန်းလို့ပါ။မင်းတို့ရဲ့သားခေါင်းမာတယ်နော်။ဘသူစကားမှနားမထောင်ဘူး။ဟုတ်တယ်မလား။ဟုတ်ဟုတ်ပါရဲ့ရှင်။ဘာလို့လို့စိတ်တိုင်းမကြဘူး။ ဘာလို့လောက်တာဝန်ယူစိတ်မရှိဘူးအလုပ်တစ်ခုလုပ်ရင်ပြီးမြောက်သွားတယ်ဆိုတာမရှိဘူးသူ့အတွက်အကောင်းဆုံးဆိုတာမရှိဘူးအခုကျမတို့သားလေးဝမ်းနေနေတယ်နတ်မင်းကြီးရဲ့ကူညီပေးပါအောင်ရှင်ကောင်းပြီလေအသင်ပြောတဲ့အရာတွေပြည့်စုံဖို့ဆိုရင်တော့ကိုယ်တိုင်လုပ်မှရမယ်အသင်ရောကလေးဘဝတုန်းကအိမ်လုပ်တွေကိုစိတ်ဝင်စားဘူးလားမိဘတွေခိုင်းရောတသွေးမတိန်လိုက်လုပ်ဘူးလားရှိလားနတ်မင်းကြီးဖြစ်ဟန်ဆောင်ထားတဲ့ဖိုးပင်ရဲ့စကားဆုံးမှာ အမေဖြစ်သူဟာငယ်ဘဝကိုပြန်လဲတွေးတောနေမိပါတယ်။ဟဲ့မီးနောင်အဲ့ရမထသေးဘူးလား။နင်ထလိုက်အဲ့ရတေရှင်အခဲအောင်တသက်ရက်ထား။ပြီးရင်ထမင်းချက်ထားနော်။ငါလှုပ်သွားတော့မယ်ကြာလား။အသက်ရှူရုံပဲနေမနေနဲ့ဟဲ့ထထနေပင်ထိုးနေပြီ။ဟာမလှုပ်ချင်ပါအမေဟာ။တမီးကအရာအားလုံးလှပအောင်ဖန်နေဖို့မွေးဖွားလာတာမဟုတ်ဘူး။တမီးဘဝကိုရှင်သန်ဖို့ပဲမွေးဖွားလာတာ။အမေခိုင်းတာတွေတမီးမလှုပ်နိုင်ပါဘူး။အေးကောင်းပြီလေ။အဲ့ဒါဆိုလဲအိတ်နေတော့ နေအိယာထလိုက်စားဖို့ကြက်ဥကြော်ထားတယ်။ထမင်းကစပွဲပေါ်မှာရှိတယ်။အိယာထရင်စားလိုက်နော်။ Oh yeah ။ဟုတ်ပါတယ်နမင်းကြီးရဲ့။ကျမငယ်ငယ်တုန်းကအိမ်လုတ်တွေဆိုရင်လှုပ်ချင်စိတ်လုံးဝမရှိဘူး။စိတ်ထဲကနေချုပ်ချယ်တယ်လို့ခံစားရတယ်။ပိုပြောလေပိုမလှုပ်ချင်လေပဲ။ဒါပေမဲ့ကျမရဲ့မိဘတွေကစကားကောင်းကောင်းပြောရင်အလုံးလှုပ်ချင်စိတ်ကချက်ချင်းပြောင်းလဲသွားတာပါပဲ။အခုတော့နားလေသွားပြီလား။ အတင်တို့သားအလုံမလုံချင်တာပြင်းလို့လည်းဖြစ်ချင်းဖြစ်မယ်။သူ့ရဲ့စိတ်ကိုလှုံ့ဆော်ပေးမယ်။အရာတစ်ခုခုမရှိလို့လည်းဖြစ်မယ်။အဲတော့နဝင်ချိုစီမတ်စကားဒါမှမဟုတ်သူလိုချင်တဲ့အရာသူစားချင်တဲ့အရာတစ်ခုခုပေးလိုက်တော့အိမ်လောက်တွေကိုကူးလောက်ပေးမှာပေါ့။အဲ့လိုဆိုရင်တော့အိမ်လဲตายရမယ်၊ချမ်းမြေ့မယ်။အတင်တို့လည်းစိတ်မညစ်ရအောင်ညီးတွားတန်လည်းထွက်လာမှာမဟုတ်တော့ဘူးလေ။အော်အဲ့လိုလား။ဟုတ်ဟုတ်ကျမတို့စမ်းကြည့်လိုက်ပါမယ်။ဂျေဆုတမားရဲ့နာမည်ကြီးရဲ့ ကားစားပြတ်သွားတာနဲ့ဖိုးပိန်ဟာခြုံပုတ်ထဲကိုမြန်ဝင်ပြီးပတင်းပေါက်ကနေတဆင်သူ့အခန်းထဲပြန်ဝင်သွားပါတယ်။သူ့ရဲ့မိပါတွေကတော့တားဖြစ်သူလိမ္မာလာစေဖို့မျောလင်းချက်တခုရသွားခဲ့တာတော့အမှန်ပါပဲ။ဒီတစ်ခေါက်တော့အောင်မြင်ရမယ်ငါတို့သားလေးဒီတစ်ခေါက်တော့အစဉ်ပြေရမယ်။သားရဲ့အမေတောင်းမှန်ပါတယ်။ဒီညစပြီးသားကိုအမေမဆူတော့ပါအောင်နော်။သားကိုမအော်တော့ပါအောင်ကွယ်။ဗျာအမေအမေကိုသားနားလဲပါတယ်ဗျာ။အမေ အမေကလေးဘွားတော်ကလည်းဒါလိုပဲဖြစ်ချင်းဖြစ်မှာပါ။ကောင်းပါပြီမေ။ဒါလည်းကိုကိုကိုပြောင်းလဲပြုတ်ပြင်ပါမယ်။ဒါပေမဲ့တခါတလေကြရင်တော့ပြင်းရတာမျိုးတော့ရှိမှာပေါ့နော်။ဒါအသက်ကလည်းငယ်သေးတာဆိုတော့ဒါသဘာဝပဲဖြစ်မှာပါ။အဲ့ခါကျရင်ဒါကိုမဆူရအောင်မရိုက်ရအောင်နော်အမေ။အေးပါကွာ။တယောက်နဲ့တယောက်ဒီလိုလေးအလျှော့တင်လို့ပြီးနေထိုင်ကြတာပေါ့။ဒါမှငါတို့မိသားစုလည်းပျော်ရွှင်ချမ်းမြေ့မှာကွာ။မကြခင်ချိန်မှာပဲ။ ကားမိ၃ယောက်သားနားလည်မှုရသွားခဲ့တဲ့အခါအရာအလုံးဟာပြောင်းလဲစပြူလာပါတယ်။အရင်တော့ဖိုးပိန်ဟာမနှက်တိုင်းမိခင်ဖြစ်သူရဲ့စူပူကျိမောင်းတန်ကိုကြားနေရပေမဲ့အခုတော့အမေကလုံးဝမစူတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့စူပူကျိမောင်းချင်းကဘေးအရာကိုမှမကောင်းစေဘူးဆိုတာကိုသိသွားခဲ့လို့ပါ။တားရဲ့ဖိုးပိန်ထမင်းထစားအောင်လေ။နေ့လည်းရောက်နေပြီ။ဒါမနဲ့တည်းကဘာမှမစားရသေးမလား။ဖိုက်တွေအောင်းနေမဲတားရဲ့ထားတော့နော်ထားထား။ ခဏလေးပါမေရဲ့ตาအိတ်လို့မဝသိဘူးဗျခဏလေးပါနော်အေးပါตาရဲ့အဲ့ဒါဆိုလဲအိတ်လိုက်အောင်ตาစားချင်တဲ့အချိန်ထစားနော်အမေခင်းချင်နေမီဖုတ်လောက်ထားတယ်ตาကြိုက်တယ်မလားဟာအမေခင်းချင်နေမီဖုတ်လားဗျตาရင်ကြိုက်တယ်မေဒါဆိုตาမအိတ်တော့နော်လာပြီပြို့လာပြီခရမ်းချင်နေမီဖုတ်ဆိုတဲ့အတန်ကြတော့ကွာစိတ်တင်းမှတကယ်ကိုလန်းဆန်းသွားတာပဲတယောက်စာပဲရှိတာဆိုတော့အမေနဲ့ဖေစားဖို့ငါထပ်ဖုတ်လိုက်မယ်ကွာ ဒီနေရာလေကောင်းလှစ်တန်းလေးရတယ်လန်ဆန်းနေရပဲဟာပပပါနဲ့ကြီးလေ sorry ပါသားရေအဖေမထိန်နိုင်တော့ထွက်သွားပြီငါတို့မိသားစုလေးကတည့်ရပြီးတည့်ရပူပူပြီးပျော်ရွှင်စရာကောင်းလာရင်နော်အရင်တော့လိုမျိုးစိတ်ညစ်စရာတွေလည်းမရှိတော့နော်ဟုတ်တယ်မေဒါလည်းတော်တော်ပြော့တယ်ဒါအမားတွေပါမေရဲ့ဒါတောင်းမှန်ပါရင်နော်သားရေ အမေအားဒီလိုလုပ်ရမယ်ဆိုတာစောစောတရားသိရင်လေအမေတောင်းမစူပါဘူးကွယ်အမေတောင်းစူနေတာတွေရက်လိုက်တာကြပေါ့အဲ့လိုမျိုးတောင်းစူငေါ့နေတာလေအမေမှာနှလုံးရောဂါရဖို့ပဲရှိတယ်ဘာအကျိုးမှမထူးလာဘူးဟုတ်တယ်မေတာတောင်းမှန်ပါတယ်ဗျာအမေဒီလိုလုပ်ပြီးတော့တားလက်လွတ်လွတ်ရတာစိတ်ဖိစီးမှုမရှိတော့ဘူးလေအဖေစားလေအဖေပါရင်ငင်းညာလဲဗျမြင်မြန်စားနော်အချိန်ကြာလာတာနဲ့အမြသူတို့အားလုံးဟာ လန်ဆန်တက်ကြွပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုလေးဖြစ်လာပါတယ်။သူတို့ဟာပိတ်ဆို့နေတဲ့အရာတစ်ခုကိုဖွင့်ချလိုက်တယ်လို့မျိုးလွတ်လပ်ပေါ်ပါမှုကိုခံစားသွားခဲ့ရပါတယ်။ဒီလိုဖွင့်ချလိုက်တာကသူတို့ရဲ့ဘဝကိုပိုပြီးပျော်ရွှင်လာစေခဲ့တာပါ။ Oh no. Hey, ဒီအမိုက်ကိုဘသူဖြွားထားလဲ?အမလီ,အမလီ,ငါ,ငါနှလုံးအောင့်လာပြီ။အမလီလေး။မိမဘာပြောနေရလဲ?မိမပဲဒီလိုမျိုးတွေမပြောတော့ဘူးလို့ကတိပေးထားတယ်လေ။မဟုတ်ဘူးလား။ ဒီလိုဆိုရင်တော့နှလုံးရောဂါရပြီးသိမှာနော်မိသွားလို့ပါတော့ကြီးပရိသတ်များရှင်တိုင်းဘာသာပြန်ကာတွန်းဆက်လန်းတွေကိုမမလေးတိခင်းရင်တင်ဆက်မှုနဲ့အတူတူကြည့်ချင်နေဆိုရင်တော့ SLS ကာတွန်း channel SLS HD channel နဲ့ Lady SLS channel များမှာကြည့်ရှုနိုင်ပါတယ်ရှင်အားပေးနေတဲ့ပရိသတ်ယောက်ချင်းစီတိုင်းကိုကျေးဇူးများတက်ပါတယ်နော်